စာလံကျမ်းအခန်းကြီးခုနှစ်စာလံကျမ်းအခန်းကြီးခုနှစ်ဒီကုရှအိစကားကြောင့်ဒါဝိဆိုသောစာလံအကြောင်းဖြစ်သည်အခန်းငယ်1အကျွန်ုပ်ဘုရားသခင်ထာဝရဘုရားကိုတော်ကိုအကျွန်ုပ်ခိုးလုံပါ၏အကျွန်ုပ်ကိုညှင်းဆဲသောသူအပေါင်းတို့၏လက်မှအကျွန်ုပ်ကိုနှုတ်ယူ၍ကယ်တင်တော်မူပါတို့မဟုတ်နှုတ်ယူသောသူမရှိစဉ်ယံသူသည် ရှင်သိကဲ့သို့အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လူယူကြိုက်ဖြတ်ပါလိမ့်မည်အကျွန်ုပ်၏ဖျားသခင်ထာဝရဖျားအကျွန်ုပ်သည် ထိုတို့ပြုတော်၎င်းအကျွန်ုပ်လက်မှ အာရမအမှုရှိတော်၎င်းအကျွန်ုပ်နှင့်တင့်တင့်တော်သူကိုအကျွန်ုပ်ပြမ၍အကြောင်းမရှိဘဲလျက်ရံပြုတော်သူကို အကျွန်ုပ်ညှင်းဆဲတော်၎င်းထိုတို့သောအပြစ်တစုံတစ်ခုရှိလျင်ရန်သူသည်အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍အမိပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်မှာနင်း၍အကျွန်ုပ်အသေးကို မြေမှုန့်၌နှိမ်ချပါစေ။အိုးထာဝရဘုရားအမျက်တော်ထွက်၍ထတော်မူပါ။အကျွန်ုပ်ယံသူတို့ ပြင်းထန်ခြင်းကိုစီးတား၍အာထုတ်တော်မူပါ။အကျွန်ုပ်အဖို့နိုးတော်မူပါ။တရားစီရင်ဆုံးဖြတ်တော်မူပါ။လူမျိုးတို့သည်စီးဝေး၍ကိုယ်တော်ကိုဝန်းရံကြလျက်သူတို့အဖို့မြင့်ရာအရက်သို့ပြန်ကြွတော်မူပါ။ ထာဝရဘုရားသည်လူမျိုးတို့ကိုတရားစီရင်တော်မူ၏။အိုးထာဝရဘုရားအကျွန်ုပ်ကြောင့်မရှင်ကို၎င်းစုံလင်ခြင်းကို၎င်းထောက်၍အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။မတရားသောသူတို့၏အာရမအမှုကို ဆုံးချုံးစေ၍တရားသောသူတို့ကိုမြဲမြံစေတော်မူပါ။တရားသဖြင့်ပြုတော်မူသောဘုရားကိုယ်တော်သည်နှလုံးနှင့်ကြောက်ကွက်ကိုစစ်တော်မူတတ်ပါ၏။ တဘောဖြောင်းသောသူတို့ကိုကဲတင်တတ်သောဘုရားသခင်သည်ငါအိအကွယ်ကာဖြစ်တော်မူ၏ဘုရားသခင်သည် တရားသဖြင့်စီရင်သောဘုရားဖြစ်၍မတရားသောသူကို အစဉ်အမြတ်ဖတ်တော်မူ၏ထိုသူသည် ပြောင်းလဲ၍ဓာတော်ကိုသွေးတော်မူ၏လေးတော်ကိုတင်၍ရွယ်တော်မူ၏တည်စီသောလက်နှက်ကိုလည်းသူ့အဖို့ပြင်ဆင်၍မြားတော်တို့ကိုလောင်စီတော်မူ၏ ထိုသူသည်ဒုစရိုက်ဖွာသောဝေဒနာကို ခံရ၏မကောင်းသောအကြံစီကိုပရိသေယူ၍စိတ်ပြည့်ရှင်ကိုဖွာမြင်တတ်၏တွင်းကိုလည်းနှက်စွာတူးသည်ဖြင့်မိမိတူးသောတွင်းထဲသို့မိမိကြတတ်၏မိမိမကောင်းသောအကြံစီသည်မိမိကောင်းပေါ်မှပြန်ရောက်၍မိမိကြံတန်းသော အမှုသည်မိမိကောင်းထိပ်ပေါ်မှတက်ရောက်တတ်၏ငါမူကားသာဝရဖျားဤတရားသောအမှုတော်ကို ချီးမွမ်း၍အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို ထောပနာတခြင်းဆိုပါမည်။စာလံကျမ်းအခန်းကြီးခုနှစ်ပြီးပါပြီ။စာလံကျမ်းအခန်းကြီးရှိစာလံကျမ်းအခန်းကြီးရှိသည်ထာဝရဘုရား၏ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်းဖြစ်သည်။အခန်းငယ်၁အိုအကျွန်ုပ်တို့၏ဘုရားရှင်ထာဝရဘုရားနာမတော်သည်မြေကြီးတစ်ပင်လုံး၌အလွန်ကြီးမြတ်တော်မူ၏။ ဘုံအာနုဘော်တော်သည်မိုးကောင်းငင်ပေါ်မှာတည်လျက်ရှိပါ၏ကိုတော်ဤရန်သူတို့ကိုရည်ဆောင်၍ရန်သူကို၎င်းအညှိုးထားသောသူကို၎င်းတိတ်ဆိတ်စွာနေခြင်းကနိုးဆို့တငယ်တို့ဤနှုတ်ထဲမှာအစွမ်းတတိကိုစီရင်တော်မူ၏လက်ညှိုးတော်အလုတ်တီးဟူသော ကိုတော်ဤမိုးကောင်းငင်ကို၎င်းပြင်းစင်တော်မူသောလနှင့်ကျယ်များကို၎င်းအကျွန်ုပ်ဆင်ခြင်သော လူသည်အဘယ်သို့သောသူဖြစ်၍ကိုတော်သည် အောင်းမေ့တော်မူရသည်။လူသားသည်အဘယ်သို့သောသူဖြစ်၍အကြည်အရှုကြွလာတော်မူရသည်။သူကိုကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်တော်မူပြီ။သူ၏ခေါင်းကိုဘုံတရီနှင့် ပိတ်ရတော်မူပြီ။ဖန်ဆင်းတော်မူသောအရာများကိုအုပ်ဆိုးစေ၍တိုးနွားအဆရှိသောမြေတလိမ့်ဆန် မိုးကောင်းငယ်ငှက်ပင်လေငားနှင့်ပင်လေလန်း၌တွားတက်သောကလိษံမှဆ၍ခသိန်းသောအရာတို့ကိုသူဤရှိအောင်၌ချထားတော်မူပြီ။အိုကျွန်ုပ်တို့ဤဖျားရှင်ထာဝရဖျားကိုတော်ဤနာမသည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူတည်။စာလံကျမ်းအခန်းရှိပြီးပါပြီ။စာလံကျမ်းအခန်းကိုစာလံကျမ်းအခန်းကိုသည် ထာဝရဘုရား၏ဖြောင့်မတ်ခြင်းကိုချီးမွမ်းခြင်းအကြောင်းဖြစ်သည်အခန်းငယ်1အိုးထာဝရဘုရားအကျွန်ုပ်သည်စိတ်နှလုံးအကျွမ်းမဲ့ကိုယ်တော်ကိုချီးမွမ်းပါမည်အံ့ဖွယ်သော အမှုတော်ရှိသည်များတို့ကို ပြညွန်ပါမည်ကိုတော်ကိုအမိပြု၍ဝမ်းသာရှင်လန်းပါမည်နာမတော်ကို ထောပနာသခြင်းဆိုပါမည်အမြင့်ဆုံးသောဘုရားအကြောင်းမူကားအကျွန်ုပ်ယံသူတို့သည် ပြန်ဆုပ်၍လဲကြပါ၏ရှေတော်၌ပျက်စီးကြပါ၏ကိုတော်သည်အကျွန်ုပ်ဘက်မှတရားဆုံးဖြတ်တော်မူပြီပလင်တော်ပေါ်မှထိုင်၍ဖြောင်းမက်စွာစီရင်တော်မူပြီတပါးမျိုးသားတို့ကိုဆုံးမတော်မူပြီသိုးသောသူတို့ကိုဖျက်ဆီး၍သူတို့နာမကိုကာလအစဉ်ဆက်ခြေဖြောက်တော်မူပြီရန်သူတို့သည် အကုန်အစဉ်ပျက်စီးခြင်းသို့ ရောက်ကြပါပြီမျိုးတို့ကိုဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှမရှိပျောက်ပါပြီ။ထာဝရဘုရားမူကားကာလအစဉ်ဆက်တည်တော်မူ၏။တရားပလင်တော်ကိုပြင်ဆင်၍မြေကြီးသားတို့ကိုတရားသဖြင့်စီရင်တော်မူ၏။လူမျိုးတို့အားဖြောင်းမတ်စွာသော စီရင်ခြင်းကိုပြုတော်မူ၏။ထာဝရဘုရားသည်ညှင်းဆဲခြင်းကိုခံရသော သူတို့၏ခိုးလုံရာဘေးရန်တွေရောက်သည့်ကာလ၌ခိုးလုံရာဖြစ်တော်မူ၏။ နာမတော်ကိုတည်တော်သူတို့သည်ကိုတော်ကိုယုံကြည်ကြပါလိမ့်မည်အကြောင်းမူကားအိုးသာဝရဖျားကိုတော်ကိုရှာတော်သူတို့ကို စွန့်ပစ်တော်မူတတ်ပါဇီးအုံမျိုးမှာကျင်းဝတ်တော်မူသောသာဝရဖျားကို ထောပနာတခြင်းဆိုကြလော့အမှုတော်များကို လူမျိုးတို့အားဟောပြောကြလော့လူအသက်အသက်ရှင်မှုကိုစစ်တော်မူ၍အသေးခံရသောသူတို့ကို အောက်မေ့တော်မူ၏နှိမ်ချလျက်ရှိသောသူတို့၏အဟိရှင်တံကို မေးလျော့တော်မူတတ်ပါ။အိုထာဝရဖျားအကျွန်ုပ်ကိုကယ်မတနာတော်မူပါ။ကျွန်ုပ်ကိုမုံသောသူတို့၏ညင်ဆဲခြင်းအမှုကို ကြည့်ရှု၍တေမင်းလက်မှအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါ။တို့ဖြစ်၍ဂုံကျေးဇူးတော်အပေါင်းကိုဇီးအုံမြို့တကားဝမှအကျွန်ုပ်ပြညွှန်ပါမည်။ကယ်နေတော်မူခြင်းကျေးဇူးကို အမိပြု၍ဝမ်းမြောက်ပါမည်။တပါးမျိုးသားတို့သည် ကိုတူးသောတွင်ထဲသို့ကိုကြကြ၏။ကိုဝတ်ထားသောကြော့ကွင်းထဲမှ ကိုတိုင်ရှည်ကြော့မိကြ၏။သာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်းအဖြစ်ထင်ရှားတော်မူ၏။မတရားသောသူသည်မိမိလုပ်သောအလုပ်ထဲမှကြော့မိခြင်းကို ခံရ၏။မတရားသောသူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏနိုင်ငံသို့ နှင်ချင်းကိုခံရကြလိမ့်မည်။ငမတော်သူတို့ကိုအစင်မေ့လျော့တော်မမူ။စင်ရဲသောသူတို့၏မျောလင်းခြင်းသည် အစင်မပြတ်ရကြ။အိုးသာဝရဖျားထတော်မူပါ။လူမနိုင်ပါစေနှင့်။တပါးမျိုးသားတို့သည်ရှေ့တော်၌စစ်ကြောစီရင်ခြင်းကိုခံရကြပါစေသော။အိုးသာဝရဖျားသူတို့ကိုချောက်လန့်တော်မူပါ။တို့ဖြစ်၍ မိမိတို့သည်လူတက်တက်ဖြစ်သည်ကို လူမျိုးတို့သည်သိကြပါလိမ့်မည်။စာလံကျမ်းအခန်း၏ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသောသူ အရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။